လိုအလိုဝဲတကယ်ကြီးအလိုမင်္ဂလာပါအဲဒီနေ့ဒီနေ့ရောမနစစစစဝတ်မင်းလဲစားပြီးပြီးတော့ဝီလာဝပြုပြီးပြီးဟိုအချိန်လေးနည်းနည်းရအောင်တတိယရလေးတခုရှိတယ်တကယ်ချင်းတွေကိုပြောကြတယ်ဗောနော်ပြောမယ်ဗော အဲ့တော့ဗာလဲဆိုတော့ခုလိုဥပုံလမှာကြုံခဲ့တဲ့မနှဆိုးဆိုးစီစီတရေချောက်ခံရတဲ့အဖြစ်အပျက်တခုပြောပြမယ်။အဲ့တော့ကလွန်ခဲ့တဲ့မမီတလောက်တော့လွန်ခဲ့တဲ့16နှစ်လောက်မလေးရှားမှာပေါ့နော်။လေးရှားနိုင်ငံမှာလွန်ခဲ့တဲ့16နှစ်လောက်ကဖြစ်မယ်။အဲ့ချိန်တုန်းကကျွန်တော်ဗမာနေလဲဆိုတော့ တမရကံဆိုစုံခိုင်းလုံးတမရကံဆိုချရစ်ပေါ့နော်ချရစ်စုံခိုင်းလုံးတမရကံပေါ့အဲ့ဒီမှနေရအဲ့မှနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကိုရီးယားဟိုစက်ယုံလုံးတမပေါ့ဗျာအဲ့ဒီအချိန်ကစက်ယုံလုံးတမပေါ့လွန်ခဲ့တဲ့18နှစ်လောက်ပေါ့အဲ့တော့ဘလို့နေရလဲဆိုတော့တတိပြည့်တဲ့အဆောင်ပေါ့တတိပြည့်တဲ့အဆောင်ပေါ့ဆိုဟိုစူပေါင်းအင်ရလို့ပုံစံမျိုး အဲယောက်ျားလေးတွေကယောက်ျားလေးတွေအခန်းရှိတယ်လင်မယားလေးလင်မယားတွေကလင်မယားအခန်းနေပေါ့နော်အဲမှာကျွန်တော်ဆဲရုံမှာလှုပ်လှုပ်တဲ့အင်ဒိုနီးရှားလင်မယားနှစ်ယောက်ရှိတယ်ဗျကိုရီးရောက်တော့သူတို့ကကိုရီးသက်အရင်စောပြီးရောက်နေတယ်လူတွေဆိုတော့ကိုရီးယားအင်ဒိုနီးရှားလင်မယားအတွေ့ပဲပေါ့ဗျသူတို့နှစ်ယောက်အသက်45 50ဝန်းကျင်လောက်ဘိုးတော်နဲ့ တော့တော့40ဝန်းကျင်လောက်ပေါ့ဘွားတော်နဲ့အခန်းတခန်းတူတူနေအဲ့တော့ကိုရီးယားတော့ဒါလင်မယားပေါ့သူတို့လည်းသူတို့နေတယ်ကိုလည်းကိုရီးနေတယ်ပေါ့တတိယကိုရီးအခန်းလေးမှာပြီးသွားတယ်တကယ်ဘာဖြစ်လဲဆိုတော့ပြောအဖိုးကြီးကဘွားတော်နဲ့ဘာဒီကီးမကိုက်လဲမသိဘူးအာနောက်မိမယူပြီးတော့လစ်သွားတော့ အဲ့ဒီအင်ဒိုနီးရှားလင်မယားကျွန်တော်တို့ဆိုက်ရုံမှာလင်ယောက်ျားလုပ်တဲ့လွယ်တော့ကျောင်းဆိုက်ရုံမှာလုပ်တော့မဟုတ်ဘူးမိမကတော့ကျောင်းဆိုက်ရုံမှာလုပ်တယ်အဲ့တော့သူယောက်ျားထွက်လဲဆောင်တော့ဘာကြီးကကျမကြီးမကောင်းတယ်လို့လို့တငုံငိုတည်ကြီးဖြစ်ပေါ့အဲ့ဒါသူ့ရဲ့တမီးကိုသူခေါ်လိုက်တယ်အင်ဒိုနီးရှားသူ့ရဲ့တမီးကရောက်လာသူ့ရဲ့တမီးကချောချောလှလှလေးပဲဗျကော်မလေးကအသက်20ဝန်းကျင်လောက်လေး ်နည်းနည်းဘယ်လိုပြောမလဲဆိုတော့ရောက်ခါစားဆိုတော့ပြနည်းနည်းအရိယာသူကိုမြန်မာထဲကလည်းကြောင်းတဲ့ကောင်တွေကလည်းဟိုအနာကတ်တာပေါ့ပြတည်တယ်မှာအဲ့မှာရှိတဲ့ဘင်္ဂလားတွေတော့ဟိုကိုမြန်မာထဲဟာတွေရောအင်ဒိုနီးရှားအချင်းချင်းရောကော်မလီအချောတွေလှတယ်ပြတည်တယ်မှာဖျက်ဖျက်လက်လက်ကလေးတတ်တတ်ကြွကြွလေးဆယ်ဝန်းကျင်လေးဆိုတော့ဟိုလိုက်လိုက်ကြောင်တာပေါ့ပြတည်တယ်မှာလိုက်ကတ်တာပေါ့ တော့ကောင်မလေးကဟိုသူ့အမေကကောင်မလေးကိုခေါ်လိုက်တာသူ့အမေအလုံးမလုံးနိုင်တော့ဘူးပြောအဲ့ဒီယောက်ျားကထွက်သွားတော့ဘာဖြစ်သွားလဲမသိဘူးအရင်အကောင်းကြီးကနေယောက်ျားထွက်လဲထွက်တော့ရုပ်တရားအေးရတဲ့လဲပြီးတော့ဘာဖြစ်သွားမှမသိအဲ့တော့သူ့တမီးရောက်လဲရောက်လာသူ့တမီးကသူ့အမေကိုစားဆိုင်ုံမှာလှုပ်လှုပ်တယ်အမေကအေးရတဲ့မှာလဲနေအိမ်မှာ အဲ့မျိုးဖြစ်ပြီးတော့ဘယ်လောက်လောက်ကြာလဲဆို၄လလောက်ပါเนาะအဲ့မှာကျွန်တော်တို့ဥပုပ်ဝင်သွားပြီ၄လလောက်ဆိုအဲ့လိုသူ့အမေကျမရေမကောင်းအဲ့ရတဲ့လင်းတယ်သူ့အမေကိုစားသူ့ရဲ့သမီးကိုသူ့အမေဆက်ရုံမှာတတိယပြောဆိုပြီးအလုပ်သွင်းပြီးပြောသူ့အမေကအိမ်မှာအဲ့ရတဲ့လဲသွားတယ်အဲ့ရတဲ့လဲပြီး၄လလောက်နဲ့ကျွန်တော်ဥပုပ်လာပြီပေါ့ဗျာအဲ့သူ့အမေဆုံးတော့ဆုံးတော့ရုတ်တရက်ကြီးဆုံးတော့ ဘာလို့လောက်ရမလဲမသိဘူးဒါပေမဲ့တထည့်ကောင်းတယ်ဗျာတထည့်ကောင်းတာဘယ်လောက်ထိကောင်းလဲဆိုတော့တထည့်ကအကုန်ကြခံပြီးတော့လေသူ့အမေအလောင်းကိုအင်ဒိုနီးရှားပြန်ပို့ပေးတယ်အာအဲ့ဒီချိန်တော့ဟိုအခုအခုလိုမျိုးတိတ်ပြီးတော့နိုင်ငံသားသားတွေကိုဖမ်းဆီးတာတင်းကျပ်တာပါညာတိတ်အလောင်းမဟုတ်ဘူးဗျာအဲ့တော့အင်ဒိုနီးရှားမလေးရှားဗျာဆိုနီးလဲနီးတယ်ဗျာတိတ်မဟုတ်ဟို တေဝါတော့တို့ပါလေလေနဲ့လာပါဘလို့ဘလို့နီးနေတော့ကိုယ်လည်းမသိဘူးအဲ့ဒီခဲအဲ့ဒီချိန်ပေါ့ဗျာလုံခဲ့တဲ့အာ19နှစ်ဝင်းကျင်လို့ဘုနော်အဲ့ဒီချိန်တော့တတိယကတဘောကောင်းတယ်ကျွန်တော်လို့လေအဲ့ဒီချိန်မှာဟိုတတိယကောင်းတယောက်လို့ပဲတမမှာပေါ့ကိုမလေးရှားမှာနေလာတဲ့တတန်းတစ်ချောင်းမှာနိုင်ငံခြားသားဆိုရင်ခွေးလောက်အဆင့်ထားတယ်သိရလို့သမားဆိုတော့သူတို့ကတိတ်ဟိုရင်းလုံးတဲ့ချိန်နေမဟုတ် အဲ့လိုအခြေအနေမျိုးမှာဒီလိုတစ်သေးမျိုးအာအလောင်းအင်ဒိုနီးရှားပဲပြန်ပို့ပေးတယ်နောက်ဆိုသူ့တမီးကိုသုံးလားစာလာစာပေးပြီးတော့အင်ဒိုနီးရှားပြန်ခိုင်းတာကော်မလီကသူ့အမေအတူပါချဖို့တော့ပြန်သွားတယ်ကျွန်တော်တို့အဲ့ဒီအခန်းအားပါတယ်လေအဲ့ဒီအခန်းအားတော့ကျွန်တော်တို့ကလည်းတစ်သေးတစ်သေးအဲ့ဒီအခန်းအားနေပြီးကျွန်တော်တို့ဝင်လို့ဖို့ပြပါနေဖို့ပြတကယ်မဟုတ်ဘူးတဲ့အဲ့ဒီအခန်းအားတဲ့ငါငှားထားတာမင်းတို့နေတဲ့အခန်းကိုပဲငှားထားတာတဲ့ ဟိုဘက်ကငါလည်းမဆိုင်ဘူးတဲ့အဲ့ဒါအခန်းပိုင်ရှင်အိမ်ဒီအိမ်ပိုင်ရှင်ရှိတယ်တဲ့ဒီမေတို့လိုချင်မေတို့မေတီးတဲ့ငှားပေါ့နော်အိမ်ပိုင်ရှင်ဖုန်းနံပါတ်ကပေးမယ်မေတို့ကမေတို့စကားပြောပြောပြီးမေတို့မေတို့ငှားလိုက်ပေါ့အဲ့ချင်တော့ဗျအခန်းကြီးကငှားကရင်းကြီး200တလောက်အဲ့ဝင်းကျယ်လောက်ဆိုရင်ကောင်းကောင်းရတယ်အခန်းတည်းမှာအဲ့ကျွန်တော်တို့နေလက်အဲအဲ့ဒီအင်ဒိုနီးရှားလင်မြန်းတောင်နေသွားတဲ့အခန်းဆိုပြအာရင်းကြီး300 120မှတက150အများဆုံးအလောက်ပဲကို200ဆိုရင်တော်တော်ကောင်းတဲ့အခန်းရတဲ့ခေအချိန်နေပေါ့နော်အဲ့တော့တငယ်ချင်းကျွန်တော်တို့တငယ်ချင်း၃ယောက်ကလည်းအစ္စလာမ်၃ယောက်ကဗျာဟိုတခြားဟိုအရင်းနေနဲ့ရောမနေချင်းကိုကတည်းရမလားကိုရီးယားကိုရီးယားကိုရီးတတ်တတ်နေချင်းနဲ့နည်းနည်းဟိုရင်းရဖြစ်တော့ဘူးအဲ့ဒါတငယ်ချင်းအစ္စလာမ်တငယ်ချင်းတော့တိုင်းမင်းတော့ဗျာငါတို့တည်တတ်နေချင်းတော့ကွာ တခြားတငယ်ချင်းတွေကိုလည်းပြောတော့ဘူးမင်းတို့လည်းမင်းတို့ကမင်းတို့ဒီမှာဟိုဝတ်သားတွေပဲစားပြုတ်တယ်ဆိုတော့ကောငါတို့လည်းငါတို့စိတ်နှောင့်ယှက်ဖြစ်ရတယ်ဗောနောငါတို့ဟိုဘက်မှာအခန်းကားပြီးငါတို့တည်တဲ့နေမယ်ဗောအဲ့တော့မင်းတို့ကမင်းတို့ဒီမှာမင်းတို့ဝတ်သားစားတာပါညာမင်းတို့မင်းတို့အခန်းထဲမှာကြိုက်တာလို့ဗောနောအရတောက်တော့ဝတ်သားစားစားမင်းတို့ကြိုက်တာလို့တော့ငါတို့အစ္စလာမ်တော့ရောငါတို့ငါတို့ဘက်မှာအခန်းကားပြီးနေလိုက်မယ်ဗောနောအဲ့နဲ့တော့တသေးကိုပြောပြီးအကူကြီးတောင်းပြီးအဲ့ခံခါလိုက်ကျွန်တော်တရားနဲ့ 20လောက်သူပြေးရတယ်ကျွန်တော်တိတ်တော့အတိအကျတော့ဟွန်းပြီးတော့အငါကြီးကျွန်တော်နေလိုက်နေတော့ဘာဖြစ်လဲဆိုညံ့ညံ့ကြရဲ့အဲ့အခန်းရသဘောတရားပဲအခန်းတကားရှိတယ်တကားရဲ့ဒီဘက်ဘေးနားမှာသူတရုတ်ကမှန်ရှိတယ်တရုတ်ကမှဟိုနှစ်ခုနှစ်ခုပေါ့မထင်တော့နှစ်ခုလို့တယ်နှစ်ခုရှိတယ်ကျွန်တော်ညဆိုရင်တရုတ်ကမှန်လေးကိုအตาလေးအောက်ကိုချပြီးတော့ ။တကားပိတ်ပြီးအဲ့ဖန်ခါနဲ့အေးစိအဲ့တော့တကယ်ချင်းတော့ရောအခန်းကကျေပါတယ်။ဟဲ့တယောက်ခန့်မှရှိမှလူတယောက်ရဲရဲနေသလိုအရင်မဲဟိတကူရဲအမြဲတမ်းညအတိုင်းဟာကိုယ်အဲ့ဘယ်ပေါ်တော့ဘသူရဲ့လာလာပြီးဒီမှာရဲရဲနေပေါ့။ကိုရီးယားရောယောက်ျားလေးတုံးရောပဲလေဗျ။ဘာပြဿနာရှိမှရဲချင်တဲ့ကောင်ရဲနေပေါ့။ကိုရီးယားခန်းမှအေးစိအိမ်နေပေါ့။အမေတို့ကသဘောပေါက်တာအခန်းပြင်မှာတော့မိချောင်းဟိုနှစ်ပေမိချောင်းလေးလမ်းလမ်းမှာတွန်းလာတော့ ဲ့မီးချောင်းရဲ့အရေးကလေးကရှိတယ်လေအပြင်မှာမီးရိတ်ကလေးရှိတော့လူတယောက်အပြင်မှာရက်နေအခန်းထဲအဲ့လူကအဲ့လူကအယောင်ကိုလုံးကိုတဲ့အယောင်ဟောပါ냐မမြဲမမဲမမဲရိတ်ကြီးပေါ့ဗျာလူဆိုရင်တော့သိရတယ်ဗျာလူရိတ်ကြီးပေါ့နော်အဲ့နာမရက်ဟာကိုရီးယားလေပထမတညနှညတော့အာယုံနဲ့တိတ်မထားဘူးပေါ့နော်ဟောတယောက်ရက်နေရက်စီပေါ့သူကသူတခုလုံးနေမှာပေါ့ ဲ့ခေတ်ကတည်းကလူတိုင်းကိုဖုန်းကင်နိုင်တဲ့ခေတ်မဟုတ်သေးဘူးလေသိတယ်မလားအာဖုန်းတွေဘာတွေပြောလို့ဆိုအင်တန်အိမ်လုံးပေါ်မှာဖုန်းရှိတဲ့လူဆိုလို့ကျွန်တော်ထင်တာတယောက်လာပဲမသိဘူးအင်ဒိုနီးရှားအာဒီနိုင်ငံသားခံထားတဲ့အင်ဒိုနီးရှားအဖိုးကြီးတယောက်ပဲဖုန်းတွေပါရှိတယ်ဗျာကျွန်တော်တွေ့တာကျွန်တော်တို့ဘာလို့ဟိုဖုန်းဆိုတာတကယ်ဟိုပေါ်စီးတွေမှာခိုင်နေတဲ့ခေတ်အဲ့ရတော့မလေးနိုင်ငံသားမလေးနိုင်ငံသားတိုင်းတော့ဖုန်းမခိုင်နိုင်သေးတဲ့အခြေအနေ ဟာတကိုရီးယားစင်နာဟိုအီဗိုလီဒါလေတရားရုပ်သူတို့ကသူတို့ရဲ့ချင်လေးရဲ့ဒီအာယုံတို့တွေအဲ့ဒီတဘကတဘဆယ်လုံးနေတော့တခုခုထူးဆန်းတယ်ဘာထူးဆန်းလဲဆိုတော့အရင်တော့ဘာအရေးပဲမြန်သဖြစ်ဖြစ်နဲ့နန်းလာတယ်ပြနန်းလာတယ်နန်းလာတော့ဟာတခုခုတော့ဖြစ်နေပြီပေါ့နန်းနေပြီဆိုတော့အဲ့လိုပြဿနာရှိတယ် တကယ်ချင်းတွေညာဆိုရင်ဟိောနေပတ်ဆိုရင်ဘာအနံ့မှမရဘူးညာမကြမှာကျော့တေးပုံနှံလို့လို့အပုံနှံတခုရတယ်သူကတစ်ချက်တစ်ချက်ရတယ်အဲ့နည်းနောက်ပိုင်းကျတော့ကျွန်တော်တို့အဲ့လိုမျိုးနေလိုက်တော့ဗျာကျွန်တော်တို့အလုတ်ကလာပမန်းပြီးပြန်လာတော့ဗျာအနံ့နေပါရဲ့တိတ်ဟိုရင်းမဖြစ်ဘူးတယောက်ယောက်ကတယောက်ကိုတယောက်ပါဗျာမြောက်မင်းချမ်းရနန်းနန်းဖြစ်တယ်ယောက်မင်းချမ်းရနန်းနန်းဖြစ်တယ်ယောက်မင်းရေမချိုးဘူးလားအဲ့လိုမျိုးစားနောက်ပြီးတော့အေးလိုက်ကြတယ်ဗျာ ဘမသွားတိလဲဆိုတော့ကျွန်တော်တို့အခုလို့ဥပုတ်ဥပုတ်လောက်နော်ရမ်ဇန်လောက်ဥပုတ်လောက်အဲ့မှာတကယ်ချင်းနေဝါသမင်းစားဖို့ထားကြအောင်ထားတော့ဝါသမင်းစားချင်ပုံနဲ့ရေးလေရတာခေတ်ကွာလို့အမိုက်တောင်းကလာတာလားမသိဘူးနာလိုက်တာပေါ့နော်အဲ့တော့ကြည့်တော့လေအမိုက်တောင်းကလည်းပြစ်တာအမိုက်မရှိဘူးဗျာဒါပေမဲ့အဲ့နာမှာမဲမဲကြီး ရင်းရင်းနဲ့တစ်ခါကတွေ့ရပြ။ဒါပေမဲ့ကျွန်တော်အပြင်သွားလိုက်ပြီဆိုဘာမှမရှိဘူးလား။တပြေးပြေးနဲ့တော့ဘာဖြစ်လာလဲဆိုတော့မဲမဲရဲ့တပြေးကြီးလာတယ်ဗျ။ဒီတော့မဲမဲအရေးကတည်တည်ပြောမဲမဲအရေးကတည်နေကြီးလာတယ်ဗျာဟဲ့ခုတော့မားနေပြီလို့မဟုတ်တော့ဘူးနော်ညဆိုဒီအရေးကြီးရတယ်ချက်ချက်ပေါ်ပေါ်လာပါဘောနော်ကြီးပဲဘောနော်ဘာကြီးမှမသိဘူးဘောနော်တော့အကောင်ကြီးလို့ကြီး တော့လူပထမရက်နေရတော့ပိမ့်ပိမ့်တေးတေးပြောစမြင်တပြေးပြေးနဲ့ဟိုလူဝါကြီးစတိုင်နေတဲ့မှာ heavy ဘတ်တုတ်ကြီးဟိုအကောင်ကြီးကြီးဝဝကြီးတကောင်ရက်ပြီးအခန်းချင်းမှာရက်နေတယ်လူလူအဲ့နေမဖြစ်တော့ဘူးတကယ်ချင်းတွေကဘယ်လိုလုပ်မလဲမတို့တချမ်းတွေကပြောဟိုပြောစရာလဲဘာမှကြကရဘာမှပြဿနာမရှိဘူးဗျာသိတယ်မလားဒီအခန်းနေရဆိုင်ရတယ်အဆင်ပြေတယ်ဗျာဟိုစူးစူးညံ့ညံ့လဲဒီအိမ်မှာမရှိဘူး ဟိုကိုရီးယားကိုရီးယားအခန်းခွဲပြီးနေတယ်ပြဿနာမဟုတ်ဘက်ကဘာမှလည်းတို့တို့ဝါသားပါညာစားတာတို့တို့အရက်တဲ့ပါညာတောက်တာတို့တို့တောက်တာဗျာဘာလို့မရမ်းမရှောက်။အကြီးကျယ်လည်းမဟုတ်ဘူး။တို့တို့တောက်စားပြီးအလောက်ကပြန်လာတယ်။ထမင်းနဲ့ထမင်းစားမယ်ထမင်းစားရတော့တောက်စားပြီးပြီးရင်တို့အိတ်လိုက်တယ်ပြန်လာမရှိဘူး။ဘာမှပြန်လာမရှိဘူး။အင်ဒိုနီးရှားရေလည်းပြန်လာမရှိဘူး။ကိုရီးလည်းကိုရီးယားကိုရီးအေးစစ်ငွေချင်းတော့ရေမိုးချိုးမယ်စားမယ်တောင်းမယ်ပြီးအိတ်လိုက်တယ်ပြန်လာမှမရှိဘူး။ဟောတခြားခက်ပြောင်းဖို့ကလည်းအဆင်မပြေဘူးလေဗျ။ ဒီမှာအေးစင်းနေနေတာဟုတ်တယ်မလားဟဲ့ဒီကိစ္စကိုဖြေရှင်းမရဘူးဗောဒီနန်းတဲ့ကိစ္စကြီးဗောနော်ဒီညတော့ဘာလို့ဖြေအောင်ဖြစ်ကျင်တာဖြစ်ဒီအိမ်မေးယူငါတို့တွေ့မှာဟုတ်ငါတို့အခန်းရှင်းမှာလာလာပြီးကျတဲ့ကြာလဲကြာနေပြီဗောဟောတကယ်ကြီးအဲ့မှာတယောက်ကိုတယောက်စိတ်ခဲကတော့တိနေပဲဒါမှမပြောဘူးဗောနော်စိတ်ထဲကတော့တိနေဒါလူမဟုတ်ဘူးလေကွာတိရမှာဒီလောက်ဘယ်သူမှလာပြီးတော့အကျိုးအကြောင်းမရှိဘူးလူတယောက်ရဲ့အခန်းရှင်းမှာဗျာနေတိုင်းလူလူညတိုင်းလူလူလာလာရက်မကြည့်ဘူးလေ သူကရမ်းကြည့်နေတာတနေကုန်လည်းရမ်းကြည့်နေတော့ညလုံးလည်းရမ်းကြည့်နေတော့လာလာတယ်မမဲကြီးပေါ်လာပြီးပျောက်သွားအဲ့လိုမျိုးတခါကအနံ့ကြီးရတယ်အနံ့ကြီးရပြီးပေါ်လာတယ်ပေါ်လာရင်တော့ပျောက်သွားအဲ့တော့အခုလိုဥပုပ်လာပြီးတော့ကျွန်တော်တို့ပထမဦးစမင်းစားကြောင်အနံ့ရတယ်ဗျအနံ့ရပြီးနောက်နေ့လည်းကြောက်အဲ့လိုမမဲကြီးအကြိတ်ထဲဝုန်းဆိုတော့ကတငယ်ကြီးတော့ကထားပြီးဝုန်းဆိုတကားပြတဲ့ကြ တယောက်ကထားပြီးတော့ပြေးပြီးတကားတို့ဇက်ခနဲ့ထားပြီးတကားထားဝင်လိုက်တော့အခန်းကြီးအကျယ်ကြီးမဟုတ်ဘူးဗျာကျွန်တော်အခန်းလူ၃ယောက်အိတ်ကောင်းကောင်းအိတ်စာအခန်းမျိုးခြေထောက်ဆန့်ကောင်းကောင်းဆန့်ပြီးအိတ်စာအခန်းဆိုဟိုလူအခန်းကြီးကြီးမဟုတ်တော့တယောက်မှာတစ်ချက်ကြလို့ထားပြီးတော့ခြေတလန်းလန်းလိုက်တာနဲ့တကားဖုံးလို့ရတဲ့အခြေအနေအခန်းမျိုးအော်ဇက်ကနေသူထားပြီးတော့ဇကားကိုစောင့်ပွဲလိုက်ကြမှာပလက်လံပြီးအိမ်ထဲကောင်ကမြင်လိုက်တယ်ဗျအမေမေကြီးကရွှတ်စို့ပြေးသွားတာသူကဟိုဘက်ကိုပြေးသွားအိမ်သားရှိတဲ့ဘက်ကိုသူပြေးသွားတာ ဟာတကယ်ညတကားဖွင့်ပြီးကြည့်ကြောအိမ်သာတွေဝင်သွားတယ်လေအာအေးတော့အိမ်သာတွေဝင်သွားတယ်လေဟာဒါဆိုရင်တော့လူပြစ်မလားကလူလည်းမဖြစ်နိုင်ဘူးလေကွာလေလူကအလောက်မြဲမြဲပြေးမလာလေအတန်နဲ့မကြောက်ရဘူးလေဒါပေမဲ့စက္ကနဲ့အင်တာကျဝင်သွားတယ်မမေမမေကြီးအင်တာကျဝင်သွားတော့တွေ့လိုက်อืมအဲကူကူပဲအဲ့နေအဲ့ဆိုဘယ်လိုလုပ်ကြမလဲပေါ့ ကိုရီးယားလည်းပြောရင်အခုတော့အခုပဲကိုရီးယားလည်းနားမလဲပြန်ပါမလဲအဲ့ဒါအင်ဒိုနီးရှားခင်းနေအင်ဒိုနီးရှားပြောပြတော့ဗောတော့အဲ့လိုပြောပြသူကအင်ဒိုနီးရှားတွေကပါပြောလဲဆိုတော့အာဒီကိစ္စကတဲ့ဒီလိုပဲတဲ့ဖြစ်တတ်တယ်ဗောနော်ဒီမှာတည်သွားတယ်တဲ့မကြည့်ရတဲ့လာလာပြီးတော့နင်တို့ကြည့်တာဖြစ်မှာဗောသူကအဲ့လိုပြောတယ်ကိုရီးယားစိတ်ထဲမှာတည်တော့အဆင်မပြေဘူး နောက်လဲကြောက်တဖြည်းဖြည်းနဲ့ဘလောက်ဒီဆိုးလာတယ်ဆိုတော့ပြညဘက်ကိုလည်းအင်နာတွေပဲတွားပြီးစင်အင်နာတွေဝင်ထိုင်ပြီးတော့အင်နာနဲ့ရေချိုးကပေးခြင်းကပြဒီဘက်ထားအင်နာဟိုဘက်ခန့်ရေချိုးကကိုကအင်နာထဲမှာအင်နာထိုင်နေတော့ရေချိုးကမှာတရားရောရေချိုးတို့ရေသုံးတို့အတန်းကြီးကြားနေတခါကကိုကအင်ရေချိုးကန်းထဲမှာကိုကရေချိုးနေတယ်တဲ့မှာတရားရောဟိုဘက်ခန့်မှာတချင်းဆိုတို့လို့ တချင်းကအင်ဒိုနီးရှားတချင်းပေါ်ပြအဲ့လိုညီးလိုလိုအဲ့လိုအတန်မျိုးကြားရတယ်။တဖြည်းဖြည်းနဲ့တော့တိုးတိုးပြီးချောချောလာ။နောက်ပိုင်းကျတော့မိုးတန်ကြီးတွေပါပြီးပါပါလာ။နောက်တော့အသိတော့အဆင်မပြေတော့ဘူးငါတို့နေဖို့ပေါ့။ဒီအချိန်နေဆုံးတော့တအားဆိုးလာပြီ။ကိုရီအဲ့နေအချိန်မှာပြငိုတန်ကြီးတွေပါပြီးကြားလာတယ်။နောက်တော့အင်ဒိုနီးရှားမှာရှိတဲ့သူ့သမီးကိုသူ့သမီးကိုဆက်တွေ့တော့ဘူးနော်။ ဆက်တယ်ဆက်တော့သူသမီးကပြောရဲဆိုတော့သူ့အမေအားတဲ့အပြစ်တစ်ခုလုပ်လိုက်တယ်တဲ့အာကိုရီလိုမသိဘူးဗျာဟိုတီးတဲ့လူတွေကပြောပြတာဗျာတီးတယ်မလားအဲ့ဒီချိန်မှာဟိုသူ့အမေကိုသူတို့အင်ဒိုနီးရှားကိုဖုန်းဆက်ပြီးတော့အာစကားပြောတဲ့ဥစ္စာအဲ့ဒီကပြောတယ်ဆိုတော့သူ့အဖေကနှက်စရာတယ်သူ့အဖေဆိုသူ့ယောက်ျားပေါ့နော်သူ့အမေကမလေးရှားကိုလာတဲ့အချိန်မှာ လေးချက်မှာယောက်ျားတယောက်နဲ့ဒီလိုအခန်းအခန်းမှာနေလိုက်တာအဲ့ဒီလူကအာသူ့အဖေအရင်မဟုတ်ရှင်းပြောမိန်းမဒီမှာဗျာလင်ငယ်နေလိုက်တာဗောဗျာအာအမဒီမှာလင်ငယ်နေလိုက်တယ်လင်ငယ်နေလိုက်တော့လင်ကြီးနဲ့သမီးကဗမာမလေးရှားမှာရှိတာလေ။အော်အင်ဒိုနီးရှားမှာရှိတာ။လင်ကြီးလေနော်။လင်ကြီးနဲ့တမီးနဲ့အင်ဒိုနီးရှားမှာရှိတာ။မိမဒီမှာအလုလာလုံနေရင်းနဲ့သူကလင်ငယ်နေပြလိုက်တယ်။ လင်ငင်နေလိုက်တာကိုလင်ကြီးကတိပါလင်ကြီးကနှက်เสียနှက်เสียဆိုအောက်လန်းเสียပို့အင်းဆုံးရမှာလင်ကြီးကနေပြီးတော့မလုပ်လိုက်လည်းမတူသူတို့ဒီဒီမှာသူတို့လင်မယားကွဲသွားလင်မယားကွဲယောက်ျားလက်သွားယောက်ျားလက်သွားပြီးဒီမိန်းမကြီးကရုပ်ရည်ကြီးချမ်းမကြီးမကောင်းဖြစ်ပြီးတော့လေးလောက်တော့ပဲခံနေမိန်းမရှော်ရှော်အလောင်းတို့ကိုပို့လိုက်ဆိုရော အလောင်းကိုပို့လိုက်ပြီမဲ့သူကရှော့ပြီးတော့ဒီမှာကတ်သွားတာဒီမှာတရေပြုတ်သွားဒီအိမ်မှာတရေပြုတ်သွားအဲ့တော့သူ့ကိုဟိုမှာအတုပချတဲ့အချိန်မှာမလုပ်လဲဆိုတော့ကျွန်တော်တို့အစ္စလာမ်ရဲ့ထုံးစံရအတုပချရင်ဒီခေါင်းမှာခြိသားတယ်ပဲကျွန်တော်တို့ဟိုဘောဘတ်တို့မော်တော်လေးလည်းတဲ့မှာဝင်းဆန်းနဲ့ပတ်ပြီးတော့ဗျခြေတော်ကိုခေါင်းခေါင်းဟိုဒါတော့ဘောဒဘာသာရေးတော့တိမမောအစ္စလာမ်လည်းတော့တိရပဲ ကဖန်ဆိုတာပိတ်ဖြူနဲ့ပတ်ပြီးတော့ဗောနခေါင်းတွေခါတွေဒီခြေထောက်တွေမှာခြီးသားတယ်အဲ့တော့ဖြီးရတယ်ဖြီးပြီးတော့မှမြေကြီးထဲမှာမြုပ်သွားဗောမင်းမြေမမြုပ်ခင်မှာသူ့ဒီခေါင်းခေါင်းကျိုးတွေပဲအကုန်ဖြီးပေးရတယ်အဲ့တော့ခြေထောက်ကျိုးတွေပဲအကုန်ခြီးသားတယ်ခြေထောက်မှာခြီးသားတယ်အထုံးတွေအကုန်ဖြီးကဖန်ကိုပတ်ထားတဲ့ဟိုခြီးသားတာတွေအကုန်ဖြီးပေးရတယ်ဗျဖြီးပြီးမှသူ့မြေမြေမြုပ်သွားဆိုအဲ့မှာသူ့ကိုမလုပ်လိုက်လို့ဆိုမြုပ်တဲ့ချိန်မှာမဖြီးပေးဘဲနဲ့မြုပ်လိုက်တယ် သူ့ရဲ့ယောက်ျားမဖြီးခိုင်းမဖြီးဘဲနဲ့မြုပ်လိုက်တယ်ဗျာတမင်ပေါ့ဗျာဒုက္ခဟိုအပြစ်ပေးတဲ့အနေနဲ့ပြီးတော့သူ့ယောက်ျားဒီမိန်းမဖောက်ပြန်သူ့မိန်းမဖောက်ပြန်တဲ့တေဝသူ့ယောက်ျားအဲ့ဒါကြီးကိုမဖြီးပေးဘဲနဲ့မြုပ်ခိုင်းတယ်မြုပ်ခိုင်းသူတို့အော်လိုင်းပညာကြီးရှိမှဘူးလေလှုပ်လိုက်တော့အဲ့တော့ဒီမိန်းမကြီးကဘာပြောသွားလဲဆိုတော့ဒီမှာတည်းရဲ့ဒီအိမ်မှာတည်းရဲ့ဖြစ်ပြီးတော့ သူကသူ့ရဲ့ဒီခေါင်းမှာခြည်ထားတဲ့ဟာကိုဖြီးခိုင်းဖို့ကိုလူတွေကိုလာလာပြီးအကူအညီတောင်းတယ်ဆိုမတက်လာလာပြီးရဲရဲပြီးတော့သူဖြီးခိုင်းနေတာကိုရီးယားနားဝင်လေကိုရီးယားလည်းမသိဘူးတော့တော့သူအဲ့ဒီမှာအဲ့ရဘလောက်ချိန်ကြီးပြောရဆိုကျွန်တော်တို့အဲ့ဒီမှာမနေတော့ဘူးဗျဟိုအနှမ်းတွေရတယ်ငိုတန်းတွေကြားတယ်အဲ့လိုမျိုးတွေတက်မှာညာညာကြရဲအဲ့လို အနံ့ရင်ရတယ်အခန်းရှိမှာမေမေးလာလာရက်တယ်တော့ငိုတန်နေကြားရတယ်ပြီးတော့အဲ့လိုမျိုးအင်ဒိုနီးရှားလိုမျိုးလူပစီ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 ပြောနေတဲ့အတန်နေကြားရတယ်အဲ့ဒါတွေကြားလာတော့တငယ်ချင်းတွေဟောအဆင်မပြေတော့ဘူးကောငါတို့တခြားနေရာပြောင်းလို့မယ်ဆိုပြောအဲ့နဲ့ခြားခန်းကိုပြောင်းလိုက်တယ်ပြောဆိုတော့အဲ့ဒီအိမ်မှာနေကြံခဲ့တဲ့အင်ဒိုနီးရှားတွေကတော့ဘလော့ဒီအချိန်ကြီးစိုးလာတယ်ဆိုအဲ့လိုအိမ်သားတွေပါကြီးတွားပြီးတော့ထွက်လာရင်အဲ့လိုမေမေးကြီး မဲမဲကြီးတဲ့ရက်နဲ့အဲ့ဒီတော့ရက်နဲ့မြင်နေရတယ်ပေါ့ဖြတ်သွားတယ်ဖြတ်လာတဲ့ဟာတွေကိုအဲ့လိုမျိုးငိုတိုင်းနဲ့အဲ့လိုအခန်းရှင်းမှာလာရက်ပြီးတော့ငိုတိုင်းနဲ့ပြောတာမျိုးတွေဖြတ်သွားဖြတ်လာတွေငိုတိုင်းကြားရတာတွေအဲ့လိအလောက်ဒီအချိန်နေဆိုးတာတော့ဘာလဲဆိုဟိုအခန်းကြီးကဗျအခန်းကဒီလိုအိမ်ရအရှိလိုက်ဗျအခန်းကြီး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 ရှိတော့အိမ်ကဟိုးနောက်ဆုံးပါအိမ်ကမျိုးဖို့ကြောင့်အဲ့တော့တရားရအိမ်နာတော့ကျင်ဒီကော်ရီဒေါ်အတိုင်းဗျဒီလမ်းလမ်းကျင်းလေးအတိုင်းရှောက် ရှောက်တော့အခန်းကြီးကိုဖြတ်ပြီးရှောက်တယ်။အဲ့တော့အခန်းကတစ်ခန်းတစ်ခန်း၃ခန်း၃ခန်းရှိတယ်ဗျ။အရှိအရှိမှနှခန်းတော့အလုံးတည်းမှာ၅ခန်းလုပ်ပေးသားတယ်။၅ခန်းဆိုအရှိမျက်နှာစာကအခန်းကြီးတွေကအခန်းကြီးတွေဗျ။အခန်းကြီးတွေဆိုသူကလမ်းဘက်ကိုမျက်နှာပေးသားတဲ့အခန်းကြီး။အဲ့ခန်းကြီးမှာနေတဲ့လူတွေကအိမ်သာသွားခြင်းဒီခန်းကိုဖြတ်ပြီးသွားတယ်။အဲ့တော့သူတို့သူတို့တွေကချောက်ချောက်တော့အားရတဲ့စိတ်ညစ်ပြီးတော့သူ့သမီးကိုပြောတော့ သူ့သမီးအဲမှာသူ့အဖေကိုငိုယိုပြီးတောင်းပန်ပြီးတော့အမေကိုမှတအား၆နေပေါ့နော်လူတွေလည်းမနေရတော့တအားပြောနေပြောပြီးတော့သူ့မျိုးဟိုရင်းမလုပ်ပါနဲ့ဆိုတော့ဘာလို့ဘယ်လိုလုပ်လဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ကြားတာတော့အဲလိုမျိုးအော်လန်းစီယာသူ့အဖေကလုတ်လိုက်တယ်အင်ဒိုနီးရှားအော်လန်းစီယာပေါ့ငါမျိုးလုတ်လိုက်လို့မအေးရတရေဖြစ်သွားတော့တော့အဲမှာငိုတန်းကြီးနဲ့ ိုရီးယားပြောင်းသွားပြီးမှအဲဒီကြံခဲ့တဲ့အားတွေပဲပြောပြတာညဆိုရင်လည်းအရန်ဆိုးတယ်တဲ့အနားကလည်းအရန်ရတာတယ်တဲ့အဲဒီတော့မခံနိုင်တော့မခံနိုင်တော့ဆရာကြီးပဲခေါ်ပြီးတော့ပြောတော့မှအဲအင်ဒိုဆရာကြီးပဲခေါ်တော့အင်ဒိုနီးရှားမှာဟိုဟိုလန်းဆရာကြီးဘိုင်းညာကြီးအများကြီးရှိတယ်ဗျမလေးရှားမှာလည်းရှိတယ်လို့ဆရာကြီး အဲ့ဆရာတယောက်ကိုခေါ်ပြီးတော့အိမ်မှာအဲ့တယောက်ကိုသူတို့စကားပြောတော့ဗောဗျာဥပမာတော့ဘာပြောလဲဆိုသူသူ့အဲ့လိုခေါင်းတွေရောခါတွေရောခြေောက်တွေရောကျိုးချီထားတယ်ဗောနော်သူရန်ဒုက္ခရောက်နေတယ်ဗောအဲ့ဒါကြောင့်သူအမျိုးမျိုးစူးစမ်းပြီးတော့ဟိုရင်းလုတ်တယ်အတန်နေပြီးတယ်အနံ့နေပြီးတယ်ဗောနော်သူသူ့ကိုဘယ်သူမှယူမဆိုင်ဘူးဗောသူရှိနေတယ်ဆိုတော့တိအောင်လို့ပြတယ်ဗောနော်ဘယ်သူမှယူမဆိုင်ဘူး ဟောဂယူမဆိုင်တော့ဘုံငါတော့ကြောက်ပြီးတော့ငါတော့ကြောက်ပြီးတော့ဂယူဆိုင်တော့တီးတော့ကိုကန့်ရှင်းမှာလာလာပြီးရဲရဲနေမဲမဲကြီးอ่ะအဲပဲကြောက်ပြီးတော့ကိုရီးယားဘာဘာမပြောပထမတော့အခန်းထဲဝင်လာတယ်ပဲလို့ရတော့ထွက်ပြေးအောင်ထားပြီးတော့တော့သူအခန်းပြင်မှာအရေးကလေးမြင်နေရတယ်ဆိုထားထားလိုက်တယ်အာအရိယာလေးတခုပါပဲအခုလိုဥပုပ်လာမှာမမရရဖြစ်တဲ့ဥစ္စာလေးတခုကိုကိုရီဥပုပ်သမင်းစားဖို့ထားတဲ့ချိန်မှာ အပုံနှံ့ကြီးရပြီးတော့အဲ့လိုအိမ်မဲကြီးကဖြတ်ခနဲ့ဆိုပြေးထောက်တော့ပြီးတော့အိမ်သားတွေဝင်သွားတာမြင်လိုက်တော့ဟာဘာလဲဟာဘုံတော့အခုလိုဥပုအချိန်မှာဒါကြောင့်ပြန်ဟိုအခုအခုလိုညဘက်တယောက်တည်းဥပုသမင်းစားဖို့အခန်းထဲကိုနေတဲ့အိမ်မှာလည်းဘယ်သူမှလည်းမရှိတဲ့ကိုတယောက်တည်းကိုတယောက်တည်းတော့ညဘက်ဆိုကိုယ့်ကိုတယောက်တည်းထားပြီးအမောင်ထဲမှာကိုယ့်ကိုတပွေတည်း ိုးသမီးစားခြင်းကြောင့်စဉ်းစားတာဒီနောက်ပေါဝင်ကျင်မှာတရေပဲရှိမလားမသိဘူးအဲ့တော့လွန်ခဲ့တဲ့18နှစ်ကအဖြစ်ပြလေးတစ်ခုပေါ့နော်ဒီလိုရရှာအင်ဒိုနီးရှားတာမီနီယောကမအေကြီးကတရေပြောသွားပြီးသမီးကအင်ဒိုနီးရှားပြန်လိုက်ပြန်သွားလိုက်တယ်သူသူ့အမေအလောင်းနဲ့သူသူအဲ့ဒါလေးတတိယလို့ပြန်ပြောပြတာပေါ့တော့မိမတွေလည်းဘာပဲဖြစ်ဖြစ်ဗျာမလေးရှားလာရင်လင်ငယ်မနေကြပါနဲ့ ော်တို့ကြာပမာရှိပြီးပါကြံခဲ့တဲ့ယောက်ျားမကျင်းသက်လို့အဲတခုခုလှုပ်လိုက်ရင်တို့ကြာဒီမှာတရေဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ဒါပဲဒါပဲတော့